တော်လာရဲ့တချင်းကတော့ကိုတချင်းဆိုတာညီရလာညီရလာညီရလာခေသမိုင်းကိုစစ်ကြုံမခံအောင်လာငိုလွင်အဲ့အဲ့တချင်းပဲဆိုတာများတယ်စမတိမော်ရတဲ့အတန်းမှမကြဘူးလေသူတို့လေးပိုင်းဒီသားဖြစ်တယ်ဖြစ်တဲ့အခါမှာဒီသားနေကြတဲ့အခါမှာသူတို့ဆော့ဆာပါတယ်အောက်တည်ရောင်များဖြစ်တယ်ပေါ့နော် အညာဒေတာဟာအာနာသိမ့်မှုကိုအားကောင်းကောင်းနဲ့စန့်ကျင်နေတဲ့ဒေတာတစ်ခုဖြစ်ပါတယ်။လက်ရှိအညာဒေတာက နေရာအများစုဟာတော်လရင်အင်အားစုတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။စစ်တပ်ကကျေးရွာလူမှုအပေါ်မှာရက်ဆက်တဲ့လုပ်ရက်တွေကိုကျူးလွန်နေပြီးဒါတွေကိုဒေတာခံတွေကငုံခံမနေဘဲနဲ့နေ့စဉ်နေ့တိုင်းဤအမျိုးမျိုးနဲ့ထုတ်ဖော်ပြောဆိုမှုတွေတုံ့ပြန်မှုတွေလုပ်နေကြပါတယ်။လေဝင်းနေထဲမှာတော်လန်ရေးတခြင်းဆိုတာတွေ ဒေါ်လာအကအဖွဲ့တွေနဲ့ရန်ပုံငွေရှာတာတွေစသဖြင့်လှုပ်ဆောင်ပြီးထောက်ပံ့နေကြပါတယ်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံတဝန်းကလူခွေရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒို့အတန်အပတ်စဉ် podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တဲ့ကအကူအညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒို့အတန်ရဲ့သတင်းတောက်ကဆက်လက်တင်ဆက်ပေးသွားမှာပါ။ ဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နံပါတ်တွေကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင်။မေယောင်ကာကွယ်နိုင်တဲ့အင်ကြီးလက်ရှိနဲ့ခမောက်ဆောင်ထားတဲ့မြူသားမြူသမီးတွေလက်ကွင်းနေတဲ့ကောက်ဆိုင်နေကြတဲ့မြင်တွင်ကညာဒေတာလို့ခေါ်တဲ့ မြန်မာနိုင်ငံအလဲပိုင်းနေရာတွေကမယိုးနိုင်တဲ့မြင်တွေ့နေကြမြင်ကွင်းတွေပါအညာနွေပူပူအောင်ပင်ပင်မမတ်နဲ့လေလုံးနေကြပါမယ်လေတချင်းတန်တညာညာနဲ့ရှိနေကြပါတယ်စကိုင်းတိုင်းရင်းမဲ့ပင်မြို့အနောက်ဘက်ချမ်းရွာတရွာက အသက်53နှစ်အရွယ်ဒေသခံတောင်သူကြီးဒေါ်အောင်ကတော့ဆရာနာရှင် စနစ်ကိုသူမကြိုက်ပါဘူးဒါကြောင့်လေလုံးရင်တီဆိုတဲ့တချင်းတွေကနေသူ့ဆန္ဒကိုထုတ်ဖော်ပါတယ် ါ်လေးတို့ဆိုရကောက်ဆိုင်သေးတချင်းဆိုလဲပြီးတော့တော်လိုင်းရင်တချင်းဆိုလဲကောက်ဆိုင်သေးတချင်းဆိုလဲဆိုလဲတခါတလေဟောကောက်ဆိုင်နမလေးတို့တောင်းမြင်ဆိုရီးတော့သမင်းတို့တို့ဆဲရှဲလို့ဆိုရှဲလို့ဆိုအင်းရဘုံမိုးလဲပြမကြည့်အောင်ဆိုတို့တော်ကလေးမှာပျော်မွေ့ကြတာနဲ့ကျန်တဲ့တော်လိုင်းရင်တချင်းရတော့ဆိုတယ်တော်လိုင်းတချင်းအောင်ပါလေဆိုလဲအာတော်လိုင်းရင်တချင်းရတော့ကိုတချင်းဆိုတာ ။ညီရလာညီရလာညီရလာခေရာဇဝင်တမိုင်းတမိုင်းကိုစစ်ကြုံမခံအောင်လာငိုလွင်အဲ့အဲ့တဲ့ချင်းပဲဆိုတာများတယ်။တော်အောင်ကသူ့ရဲ့ဘဝပိုင်လဲရမည်ပေါ်မှာတောင်သူလို့ကောက်ဆိုင်ရင် အသက်မွေးလာခဲ့တာအနှစ်၄၀ကျော်ရှိပါပြီ။အရင်ကနိုင်ငံရေးကိုစိတ်မဝင်စားခဲ့တဲ့တော်အောင်တယောက် ဆရာနာသိမ်းပြီးချိန်မှာတော့ပြောင်းလဲခဲ့ပါတယ်စစ်တပ်ကိုတော်လန်နဲ့လက်နက်ကင်တပ်ဖွဲ့တွေအညာဒေသမှာပေါ်လာသလိုစစ်တပ်ဘက်ကလည်းပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ပါတယ်စစ်ကောင်စီတပ်တွေကရွာတွေကိုဝင်ရောက်စီးနင်းပြီးမိရှို့ဖျက်ဆီးမှုတွေလူရက်မှုတွေအကြမ်းဖက်တပ်ဖြတ်မှုတွေနဲ့ရွာသားတွေကိုလူသားတိုင်းလုတာတွေရှိနေပါတယ်ဒီအကြမ်းဖက်မှုတွေကိုစန့်ကျင်တုံ့ပြန်လိုတဲ့စိတ်တွေဟာဒေါုံကိုအာနာရှင်စန့်ကျင်ရေးမှာ ပါဝင်စေခဲ့ပါတယ် သူကတော်လိုင်းအဖွဲတွေကိုထောက်ပံ့ပေးတာတွေလုပ်ပါတယ်တော်ကသူ့ရဲ့လေယာအလုပ်ပြင်တော်လည်းလက်နက်ကင်အဖွဲတွေနဲ့လူလူတပိတ်အဖွဲတွေကိုထောက်ပံ့ပေးနိုင်မှုကောက်ဆက်ရေးရံပုံငွေရှာတဲ့လူအပိတ်အဖွဲတခုကိုသူကဥဆောင်လုပ်ပါတယ်သူတို့အဖွဲကလေကွင်းနေမှာအငှားလိုက်လုပ်ကြပြီး ရတဲ့ဝင်ငွေကိုတော်လိုင်းအဖွဲ့တွေကိုပြန်လှူကြပါတယ်။စိုက်တာတော့ညနေပိုင်းပဲများလေသူတို့မနေ့ကကိုသူတို့စားဖို့တောက်ဖို့ကလည်းလုံးဝအောင်ပါလေ။တောင်ကျမဆိုလည်းကိုယ့်အလုပ်ကိုလုံးလုံးကြအောင်ပါဆိုတော့သူတို့လှုပ်အားတဲ့အချိန်ကလေးကိုအဲ့လိုပြက်ညက်ပြီးတော့မိုက်ရမိုက်ရပြီးလို့ရှိရင်ဒါတော်လေးတို့နှစ်ချက်ပြီလောက်ဆိုရင်ညနေကိုညနေပိုင်းကိုထွက်တာအဲ့လိုတကန်တလေလဲလူအားများတော့ပြီးသွားတော်သူမတွေကဘယ်လိုဆိုဆိုတော်လေးကိုလာပြောတာပေါ့စိုက်မလားသူတို့အဖင်းကိုစိုက်လို့ရှိရင်ဘလောက်ထားပါ အေးကဟိုတတောင်းနဲ့တတောင်းငတောင်းနဲ့နှစ်တောင်းအဲ့လိုပေးမယ်ပြောပြီးတော့အဲ့လိုခေါ်ရလေတော့လောစကီကနဲ့ဖြစ်ပြီးတော့ကောက်ဆိုင်မှာပေါ့ဘယ်တော့မြေဘယ်တော့ရွာရဲ့ဘယ်ဘက်မှာဟင်ဘယ်ဘက်မှာအဲ့လိုလှမ်းအောင်ခေါ်တာအားအားတဲ့လူကလာတာတခါတရံဒီလေကွင်းနေတဲ့မှာပဲအလုလုနေကြရင်ဒေါအောင်တို့လိုကောက်ဆိုင်တောင်သူတွေစုယုံပြီးဆရာနာရှင်စန့်ကျင်ရေးဆန္ဒပြတပိတ်တွေလှုပ်ကြပါတယ်အညာဒေသကကြေးရွာတွေမှာတွေ့ရလေရှိတဲ့လူလူလှုပ်ရှားမှုတပိတ်တွေလိုပဲ ူတို့ကစစ်တပ်ဆန့်ကျင်တဲ့စိုင်းပုတ်တွေတော်လင်ရေးနဲ့ဆိုင်တဲ့စိုင်းပုတ်တွေကင်ဆောင်ပြီးတော့ဆန္ဒပြကြပါရတယ်။တော်လေးတို့ကအာဏာရှင်ကိုတော်လှန်နေတာလေ။တရိန်နဲ့ဆန္ဒပြခဲ့ရင်လေဆန္ဒပြတဲ့ဟာကိုဖြစ်ရောက်တယ်တော်အာတော်လေးကကိုတစ်ဖက်တလန်းနေပြီးတော်လေးတို့လိုက်ထားတဲ့ဟာနည်းနည်းပဲဖြစ်ရောက်ဖြစ်ရောက်ဆိုပြီးတော်လေးကအဲ့လိုလိုက်ခဲ့တာအဲ့လိုဆန္ဒပြောပါတဲ့တပိတ်လိုက်ရတာအဲမလိုက်ရရင်တော့စိတ်မချမ်းသာတာ သက်35နှစ်အရွယ်မမိုးမူကလူလူလှုပ်ရှားမှုတွေနဲ့အမျိုးသမီးအရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အမျိုးသမီးမဟာမိတ်အဖွဲ့ WAB ရဲ့ရင်းမဲ့ပင်မျိုးကိုစားပြုအဖွဲ့ဝင်တဦးပါသူကနီးပညာတက္ကသိုလ်တခုကဆီယမ်မတ်တဦးဖြစ်ခဲ့ပြီးတော့အနာသိမ့်ပြီးနောက်မှာတော့စီဒီယံလှုပ်ထားသူဖြစ်ပါတယ်အနာသိမ့်စားကလူလူလှုပ်ရှားမှုတပိတ်တွေကိုဥဆောင်ခဲ့ပြီးအခု တော်လန်ရေး၄နှစ်ကျော် ကာလမှာတော့ပြည်သူတွေကကိုရိုင်းဥဆောင်ပါဝင်လာကြတာမျိုးရှိတယ်လို့မမိုးမိုးကဆိုပါတယ် တတိမောက်တဲ့ခါမှာကျက်သွန်တူတပားဆိုင်အကောက်ဆိုင်ပေါ့နော်အဲ့လိုယာရီမှာရှင်သွဲပြီးတော့တပိတ်တွေမောက်တာမျိုးရှိသလိုပဲသူတို့ခုယာရီသိန်းကြီးဆိုတာရှိတယ်ပေါ့နော်အာဒီနားနားတဲ့အချိန်ကြီးမိုးရင်းကာလတွေအဲ့လိုကာလတွေမှာဆိုရင်သူတို့ကလူကတပိတ်မောက်ဆိုတာလူရှိတယ်ပေါ့နော်လူတို့ကလည်းအားရတယ်ပေါ့နော်အဲ့မဲ့အဲ့လိုတောင်ရလုံငန်းဝင်ဖြစ်တဲ့ခါမှာတို့ကလူလူလိုရှာမှုရလုပ်ချင်တယ်။ဒါပေမဲ့လည်းအချင်းချင်းပြည့်ရတဲ့ခါကျတို့တို့ကဘာလုပ်ရလဲဆိုရင်တိတ်မောက်ဖို့အတွက်ပေါ့နော်။အဲ့လိုနေရာမျိုးတွေလိုက်ပြီးတော့ အဲဒီလိုဆောင်မှုတို့ပုံဖော်ပေးရတယ်ဖော်တဲ့ခါမှာကျွန်တော်တို့ကလိုက်ပြီးတော့ပုံဖော်ရတယ်သူတို့ကလှမ်းပြီးတော့ပေါ့နော်အဲဘယ်နည်းရောဘယ်ဟိုလာခဲ့ပေါ့နော်ဘယ်မှာတော့လွန်ရောက်လောက်ရှိတယ်အဲ့လိုပုံစံမျိုးလေလူလူကပြန်ပြီးကျွန်တော်တို့ပြန်ပြီးတော့ဖိတ်ခေါ်တဲ့အစီအစဉ်ကျွန်တော်တို့ဘက်မှာတော့လောလောဆယ်ရှိပါတယ်ဒါကစကိုင်းတိုင်းရှင်းမဲ့ပင်မျိုး နောက်ဘက်ချမ်းရွာလေးတွေကက ဘုံကြီးကျောင်းထဲမှာလုံနေတဲ့ရှင်ပြူအလှူပွဲတစ်ခုကအတန်တွေဖြစ်ပါတယ်။ကောက်ရိတ်သိမ့်ပြီးချိန်နတော်လာကနေတဘိုရဲနဲ့တပေါင်းလာအထီဟာအညာဒေသမှာအလှူပွဲတွေလှိုင်လှိုင်ကျင်းပကြတဲ့အချိန်မှာဆရာနာသိမ့်ပြီးချိန်ကလေးကပျော်ဝဲရှင်ပွဲတွေမလုပ်ကြတော့တဲ့ဒီအညာဒေသမှာတော်လည်းတပွဲတွေဘက်ကနေမြေဆိုးမှုမှုတွေပြန်ရလာပြီးနောက်ပိုင်း2024ခုနှစ်နှစ်ကုန်ပိုင်းလောက်ကစပြီးတော့အလှူပွဲတွေပြန်ကျင်းပလာကြပါတယ်။အညာတလေး OC ဘုံမောင်းဆိုင်းဝိုင်းနေနဲ့ အလူမင်္ဂလာပွဲတွေကို ပြန်တွေ့လာရပြီးတချင်းနဲ့အကဖြောပြေးမှုတွေလည်းလုံလာကြပါတယ်သက်35နှစ်အရွယ်မထားကရှင်ပြုအလူမင်္ဂလာပွဲတွေမှာအဆိုအကားနဲ့ဖျော်ဖြေပေးနေတဲ့အဖွဲတစ်ခုရဲ့ဦးဆောင်သူပါအမျိုးသားအမျိုးသမီး6ယောက်ပါဝင်တဲ့အဲ့ဒီအဖွဲက ရိုးရအကတွေပြင်ခစ်ပေါ်တေးသချင်းတွေနဲ့လည်းဖျော်ပြကြပါတယ်။သူတို့ကတော်လန်ရက်ဖွဲ့တွေကိုထောက်ပံ့မှုအတွက်ရန်ပုံငွေရှာနိုင်မှုဒီအကအဖွဲ့ကိုစတင်ခဲ့တာပါ။ဒီနှစ်မှာတော့မထားတို့အဖွဲ့ကသူတို့ရွာမှာလုပ်တဲ့အလူရှိလူစလုံးမှာပါဝင်ဖျော်ပြခဲ့ကြပါတယ်။ချင်းရတော့ဟိုအမျိုးမျိုးပေါ့နော်။ဟိုတောင်ရဝင်းချင်းတို့အဲ့လိုမျိုးဟိုမျိုးလေးတို့ရွာတို့မျိုးကြီးတချင်းလေးတွေတို့အဲ့လိုတွေလည်းကတာပေါ့နော်။နောက်ဆုံးအပွဲကတော့ဘူအောင်တင်လည်းကတယ်။အချိန်တန်ပြီးတို့အဲ့လိုမျိုးပေါ့နော်။အိုးစီတွေနဲ့ ဒိုဘက်တွေနဲ့အဲ့လိုပုံစံမျိုးတွေငှားပြီးဟန်ပြပုံစံမျိုးပေါ့နော်အယူဆောင်နေနေပါတယ်အဲ့လိုတော့ကကတယ်အလူတွေမှာကလာဆိုတော့အလူတချင်းလိုပေါ့နော်ဟိုပြိုင်စင်ရှားလိုပါတော့အဲ့လိုမျိုးရိုးရတချင်းတွေပဲကလာများပါမြန်မာအကတွေပဲပေါ့ဟိုဟိဟော့လေးလည်းပါတော့ပါတာပေါ့လေတော်လန်ကြီးရံပုံငွေဆိုတော့တော်လန်ကြီးတချင်းလေးတွေပေါ့နော်ညက်ပြီးကတာပေါ့ကပြီးတော့ပြီးအဲဟိုဟာရံပုံငွေလည်းလှူပြီးတော့ပြီ လူစုလူဝေးတွေပွဲလန်းသဖြင့်လှုပ်တာမျိုးတွေကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေပေမဲ့လည်းဒေသခံတွေကတော့ပြိပခဖြစ်ပွားမှုကြားရှိလာချိန်မှာစိတ်ထွက်ပေါက်တစ်ခုအဖြစ်ပျော်ဝဲရှင်ပွဲတွေပြန်လုလာကြတာကိုကြိုဆိုကြပါတယ်။ပြန်ကျင်းပလာကြတဲ့ပွဲတွေကစစ်စီကကနဲ့ကျင်းပလေးရှိတဲ့အရင်ကအညာဒေသအလှပွဲ ပုံစံတွေတော့မဟုတ်ပါဘူး။လေကြောင်းအနေနဲ့နားဆွင့်ရင်အချင်းချင်းပြီးတော့ကျင်းပကြရပါတယ်။လေးရဲ့စိတ်ကိုတော့အလိုမျိုး ရောရွှေမှုပွဲလန်းတပင်ဆိုတော့ရှိတင်တာပေါ့နော်ဒါပေမဲ့အပြော်ထဲမှာအပြည့်မပါဘူးရတော့အဓိကပေါ့လေဒီလိုမျိုးအလှူတွေပြန်လှုပ်လာတာလှုပ်ခွင့်ရတာတော့လေဟိုဝမ်းလာတာပေါ့နော်အဲ့လိုမျိုးလှုပ်ခွင့်ရလို့ပြောတာတစ်ဖက်ပေါ့ဟိုတော်လန်ရေးအတွက်လှုပ်ရတာတစ်ဖက်ပေါ့လေလေချောင်းရံကိုကြောက်ရတာလည်းတမျိုးပေါ့လေကိုအကအဖွဲအကလိုက်လို့မလို့ဒီလေချောင်းတွေကလာပစ်သွားပါတယ်ဘာညာဆိုရင်လေညွားတို့မှမန်တက်သေးကိုမကနဲ့ဆိုရင်လေညွားတို့မှမကမကရအောင်ပေါ့လေနော် မိမိသားလေးတဲ့မှာကြားရတဲ့ဒီမိုက်တဲ့ဒီရဆွေလေးရှင်လုံးနဲ့အစ်တောင်ရောင်းကိုဖြစ်ရဲရာရဲတို့ဖြစ်ရတဲ့မှာကြောင်းပြရန်ကြားပါရယ်လော့စပီကာနဲ့အော်ဘီလေချောင်းတရင်တတိပေးနေတဲ့ကြေးရွာတစ်ခုကအတန်ဖြစ်ပါတယ်။စီရီးနဲ့အရက်သားပြင်မှတ်ခွဲခြားမှုမရှိဘဲဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတွေကိုအညာဒေသကလူလူအပောင်ဝင်နိုင်ငံအနှံ့ကပြည်သူတွေကခံစားနေကြရပါတယ်။မကြာသေးခင်ကလာမီလာ၁၂ရက်နေ့တုန်းကဒီဘဲရင်မြို့နယ်ရွာတရွာမှာ စာတင်ကြောင်းတစ်ခုလေးချောင်းတိုက်ခိုက်ခံရပြီးကလေးငယ်22ယောက်နဲ့ဆီယမ2ဦးသေဆုံးခဲ့ပါတယ်။ဦးမင်းနိုင်ကရင်းမဲ့ပင်မျိုးကြေးရွာတစ်ခုရဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေးရွာခေါင်းဆောင်ဖြစ်ပါတယ်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖဆိုတာကမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်ကယာယီအုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။ကြေးရွာခေါင်းဆောင်ဦးမင်းနိုင်ကတော့ကိုရိုင်းလဲဒေသခံတယောက်ဖြစ်တယ်လို့ပွဲကျင်းပရွေးတွေမှာလည်းပါဝင်လှုပ်ဆောင်ပါတယ်။ ဒါအပြင်ဘေကင်းစွာကျင်းပနိုင်မှုလုံခြုံရေးအစီအစဉ်တွေကိုကြေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့လက်တွဲပြီးတော့တာဝန်ယူလှုပ်ဆောင်ပါတယ်။ကိုကိုရန်အပြုလောက်ကန်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ဒီနေ့အပြုပြည့်ပြည်တာဝန်ဆန်းဆောင်နေရဘာကပကောင်းဆောင်လို့ပြောတော့ဒီသူ့ကိုအန်ကွန်ကန်ဆန်းဆောင်လို့နော်။အတန်ချက်ဆက်တွေစူညာနေတဲ့အနောက်ကိုမနေပဲနဲ့သူ့ကိုခက်လန့်လန့်ပေါ့တရင်ချက်လက်တွေချိတ်ဆက်လို့ရမယ်။နားထောင်လို့ရမယ်နေရာကိုနေခိုင်းတာအဲ့လိုနေခိုင်းပြီးတော့တာဝန်ရှင်ရှင်နေတဲ့ ဒီကြောင့်အန်လေးတရင်ထူးလာတဲ့ကြိုင်လေဥပဒေမှာလည်းဆက်တဲ့လုံးတော့ထားတယ်နောက်ဆက်ပေါက်လို့မရဘူးဆိုလို့ရှိရင်လူလေအများဆုံးချိတ်ဆက်လို့ရအောင်အဲ့လိုမျိုးတော့စီမံထားရတယ်ပေါ့ပွဲကိုရောက်လာသူတွေဘေကင်းစီဖို့လေကြောင်းအနေနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေလှူဆောင်ဖို့လည်းအရေးကြီးတယ်လို့ဦးမင်းနိုင်ကဆိုပါတယ်ဘုံကိုနိုင်ဖို့ကတော့လဲမှာကျန်တာဘာမှမရှိဘောနော်ဘုံခုချင်းပဲပေါ့အဲ့ဘုံခုချင်းလေးတူးချာချာပေါ့ဘုံခုချင်းမရှိလို့မို့အောက်ပထဝီနေထားရမြေပြင်ကိုကြည့်ရင် ညီနိုင်တဲ့အခွက်ရှိတဲ့နေရာမျိုးတို့ပေါ့အဲ့ဒါတွေကိုတော့ပြည်ပြည်သူတွေနားလည်အောင်ကြိုတင်ပြင်ဆင်မှုလေးတွေနဲ့ပြောပြထားရတာလေရမပင်ဒေတာအနှံ့ရောက်နေတဲ့ WAB အဖွဲ့ဝင်မမိုးမိုးကတော့သူမြင်တွေ့ရတဲ့လူမင်္ဂလာပွဲတွေအကြောင်းအခုလိုပြန်ပြောပြပါရစေ။ ိုသားဘာသာရေးကြည့်တဲ့လေရအလိုတန်းပြေမျိုးတွေပေါ့နော်လူတွေကလည်းအဲဒီပို့လို့ကြည့်အဲချစ်ဆက်ကောင်းတဲ့လေတော်မြင်ပါလေပေါ့နော်ကိုလက်ရှိဒီလည်းလူအခက်ခဲကြရနေပြီးတော့လေလူကြတန်းကြတယ်ပေါ့ရင်ကာလကတော့ဒါလေးစားတယ်လူတွေကျူတဲ့ခါမှလည်းပုံကြီးကြောင်းမရှိစင်းရသားလူတွေအခုကျွန်တော်တို့ဘာတွေပါလူရလဲဆိုတော့ဒါကြတော့လိုင်းနဲ့ရှင်တွေ့နေတဲ့ခါကျတော့ ဒီအနာသိမှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပေါ့နော်ဟိုဒီစိတ်ဆောင်လေးလူရတာမျိုးဘီရတဲ့ရင်တဲ့ရင်ခိုင်ရှာပြီးရတာမျိုးအဲ့ဒါတွေတော့ပိုလာတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့လည်းမကြီးကြပါဘူးအရှိရှိရဲ့ခံနေပြီးတော့တနေ့တလာနှူးနေကြတော့ပါပဲတော်လည်ကြီးနှစ်ကြာလာတာကအညာဒေတာကလူလူဘွားတွေပေါ့အများကြီးတက်ရောက်မှုရှိလာတယ်လို့ဆိုပါတယ်ဗမာလူမျိုးတွေအများစုနေထိုင်တဲ့ဒေတာတွေကအရင်ကနေဆက်တလျှောက်ဖြစ်ခဲ့တဲ့စည်ရေးပရိပခါတွေကို မကြုံခဲ့ကြရပါဘူးဒါပေမဲ့အခုတော့ ော်လည်ရင်းနဲ့အတူရှင်တွဲနေထိုင်လာခြင်းကဒေသခံတွေရဲ့နေစဉ်ဘဝအစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်။တို့ဒေသစစ်မှတ်ဖြစ်သွားတဲ့အတန်းအတန်းမှမကြဘူးလေတို့အလေးပိုင်းဒေသလည်းဖြစ်တယ်။ဒီကအပြင်မှာဒီအတန်းကြီးကြတဲ့ကောင်ကတို့ဆောက်ဆာပါတယ်နော်ဆောက်တည်ရောင်များဖြစ်တယ်ပေါ့နော်နောက်ပိုင်းတဖြည်းဖြည်းနဲ့ကိုစိတ်ကိုထိနေအဲဘာဆက်လုပ်ရမလဲဆိုတော့အတွင်းနဲ့ဆက်သွားတဲ့ခါမျိုးမှာအဲ့ဒီအတွင်းမျိုးလေးလူလူမှရှိပါတယ် တောင်သူဒေါ်အောင်ကတော့တိုက်ပွဲပရိပခတွေပြီးဆုံးစေခြင်းနေပါပြီ။ဒါကြောင့်သူအရင်ကအေးချမ်းချမ်းဖြတ်တန်းခဲ့ရတဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့ဆရာနာသိမှုကိုသူအသက်ရှိသရွေတွန်းလှန်သွားဖို့ဆုံးဖြတ်ထားပါတယ်။လူများပါဝင်မှာဒီတော်လန်ရေးအောင်မြင်မယ်လို့သူကယုံကြည်ပါတယ်။အဲဒေါ်လေးကအေးချမ်းချမ်းအင်းဒီကျန်ရလေးနဲ့နေသွားကျင်တယ်လို့တော်လိုင်းကြီးလည်းမြန်မြန်ပြီးသွားစေချင်တာပေါ့ကရေစီဖရဒီမိုကရေစီမြန်မြန်ရပါသေးလို့ဒါပဲတော်လေးကဒါလည်းပဲ ရင်ထဲကအများသာဆုံးပြထားတော့ဟာလေဒါဒါတဲ့အလုပ်တွေလုပ်နေပြီမလို့တော်လိုက်စိတ်ကတော့ကောင်းနေရတော့အများသာဖက်တွက်ထားတော့တာကိုလုတ်ပေးရမယ်ဟာလုံနိုင်တဲ့ဟာပေါ့တို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်အကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။ လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမှာဖြစ်လို့ဒိုးတန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ဒီ season ကိုအလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero တဲကပံ့ပိုးပေးထားတာပါ။ဒိုးတန်အတန်းလှည့် season ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်ဒိုးတန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, iTunes, Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။ နောက်ပတ်မှာထုတ်လွှင့်မယ်ဒိုးအတန် podcast ကိုလည်းစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။